ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစိတ်ဝင်စားပွဲထူးခြားစံကျေကမီယောက်ဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်။နေတကာလှည့်ပြီးရေတွင်တူပေးနေတော့ရေတွင်တူစီရတယောက်ပြော့ပြတဲ့မြေရောက်ကဘာမှထူးဆန်းတော့ကိုတွေ့ဖြစ်ရစမ်းများလို့မြည်ရတဲ့စိတ်ဝင်စားပွဲ ထူးခြားစံကျေကမ္မရောက် ဖြစ်ရမဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနှားစင် အောပေးကြပါအောင်ခင်ဗျာရည်တွင်သူသမားတယောက်ပြောပြတော့ရေရောက်ကဘာမှာဖြစ်ရဆမ်းများအထက်ညာဒေသနဲ့ဆိုင်ရင်တော့မြေဝကျွမောကရေများပေါ်များပါလိမ့်မယ်ဒါပေမဲ့ဒီနယ်ဒီဒေသမှာယခုအခါ ပေတိုပေရှင်ဆက်ရည်တွင်များအဝီစီတွင်လို့ခေါ်လေးရှိတဲ့တွင်များတူဖို့ပြီးတော့ တောင်ရေတုံးရေအတွက်အသုံးပြုနေကြတဲ့ကြောင့်ယခင်ကတူဖို့ခဲ့သော ရေတွင်ဟောင်းမြောင်းမှာ ခေကုံခဲ့ပါပြီ ထိုစဉ်ကမြေသားတွင်တိန်အုတ်စီတွင် ကြောက်သောအုတ်စီတွင်ပြင်တေသားပေါင်းခွေပြီးတူးခဲ့ရသော တွင်မြောင်းတွေ့ခဲ့ရပူပါတယ်ရင်းနေအတေနဲ့လိုက် ရေတွင်မြောင်းပြီးတော့ပြီးရှိအတောင်ရေအနေမြောင်းဖြစ်ပေါ်ခဲ့ကြရတယ်မြင့်နဲ့နီးနေတော့လေရေကဝေးနေတတ်ပါတယ်မြေဝကျွန်းပေါ်ဒေသပေါင်း တချိန်ကပြည်မြို့ထီပင်လယ်စိတ်ကမ်းမြို့ဖြစ်အောင်ပင်လယ်ပြင်အတိရှိခဲ့ဘူးကြောင်းငယ်စဉ်ကပထဝီဘာသာမှာ သင်ကြားခဲ့ရတယ်။ပေါ်ထွန်းလာသောကျွန်းမြေလေး၌ဟင်တာဖို့ပေါ်ဟင်တာမကတက်နေတဲ့ဥဒ္ဒဘကုဖြစ်လာမဲ့မြေကိုမြတ်စွာဘုရားသခင်ကနောင်ဗုဒ္ဓဘာသာသာသနာထွင်ကားမှဖြစ်ကြောင်းဗျာဒိတ်ပြီးခဲ့ဘူးတော်ကိုလည်းဖတ်မှတ်ခဲ့ပူပါတယ်။ဒီလိုဆိုရင်မြေဝကျွန်းပေါ်ရဲ့အောင်းပေါင်းပင်လယ်ပြင်နဲ့ဆက်ဆက်သော ရုပ်ကျွင်းတို့နဲ့တူအရာဝတ္ထုပစ္စည်းပစ္စည်းအများကျန်ရှိနေနိုင်တယ်လို့နှစ်ချင်းစွာသောတူဖော်မှုပြုလိုက်မယ်ဆိုရင်တစွန်းတစထူးခြားနိုင်တယ်ဆိုတော့အတွင်းတွေဝင်ရောက်လာမိခြင်းမှာငစဉ်ကလေးကလို့စုရောက်မှာဖြစ်ပါတယ်အဲ့ဒီအတွင်းမြောက်ကိုအခြေခံထားလို့ဥလေးတန်လို့ခေါ်တဲ့ရေရွန်ဒူးစီအောင်ဥမောင်းတန်နဲ့အင်ချန်တွင်းမှာ ရေရွန်ဒူးရန်အတွက်1982ခုနှစ်မှာမှတ်မှတ်တင်တင်စုံစည်းခဲ့ရမှာဆက်စုမိခဲ့တော့ အကြောင်းအရာများပဲဖြစ်ပါတယ်။ဥလိတတူးခဲ့တဲ့ရေတွင်းတွေကများပြီဆိုတော့အဲ့ဒီတွင်းတွေတူးတော့ကအတွေ့အကြုံလေးတွေရှိမှာပေါ့။စမ်းကြည့်ရလေးတွေရှိရင် ပြောပြပေးပါလား။မြေကြီးထဲမှာလည်းထူးခြားမှုတွေရှိမယ်ထင်တာပဲ။မင်းကဘာကိုဆိုလိုတာတော့က။အော်တွင်းတူးတဲ့ခါမှာတွေ့ရတဲ့အခက်အခဲအထူးဆန်းတွေရယ်တွေ့ရခဲ့တဲ့ပစ္စည်းပစ္စည်းရတွေရယ်အဲ့လိုမျိုးတွေကို ပြောတာပါ။ဥလိတန်ကပြုံလိုက်ပါတယ်။ အမေးမြန်းထူရန်ခေါ်လို့ထင်မလားမသိရှိတော့ရှိတာပေါ့ကွာတိတ်ပြီးစမ်းလာတယ်တော့လည်းမဟုတ်ပါဘူးတို့တို့တွင်တို့သမားတွေကတစ္ဆာရှိကြရတယ်သူတစ်ပါးကအခါချင်းငွေပေးပြီးသူရဲ့ခြံဝင်းထဲမှာရေတွင်တူးခိုင်းတာလေရေကောင်းကောင်းရအောင်တူးပေးဖို့ကလွဲပြီးတော့တို့မှာပိုင်ဆိုင်မှုဘာမှမရှိဘူးတို့ခြံထဲကရတဲ့ပစ္စည်းကတို့တို့ပိုင်တာပဲမတိလို့မပေးခဲ့တာမျိုးမလောက်ကောင်းဘူးအာရိဏဒါနာကံမြောက်တယ်မပေးတဲ့ပစ္စည်းက ခိုးတာပဲပေါ့အဖိုးတန်ကြောက်တူးတဲ့သူတွေဆိုရင် ပို့ပြီးတော့စိုးတယ်ကွကြောက်တွင်းကန်းသွားတဲ့အထိဖြစ်တဲ့တာမျိုးဦးလေးတန်းကရင်းနှီးတစ်ခွက်တောက်ပြီးတော့မှစကားကိုဆက်ပြန်နေတခါကရှေ့ခေတုန်းနဲ့တောင်းတင်းကားတွေရခဲ့ဘူးတယ်စိတ်ထင်တော့အပြား200လောက်ရှိမယ်စင်ဦးသေးသေးလေးနဲ့ထည့်ထားတာဘိုင်းရှင်ကကျေးဇူးတင်တဲ့အနေနဲ့ပေးတဲ့အပြား90ရခဲ့လို့တူဘောတူဘက်၃ယောက်နဲ့ ခွဲဝေပြီးယူလိုက်ကြတယ်လေဟိုတုန်းကဘာဈေးရှိမှလဲလေတခြားရဘူးတော့ရှိသေးလားဦးလေးတပြောစမ်းမအောင်ဗျအေးကွာတခါတော့တော့ရေတွင်တူခန့်တဲ့လူကသူ့ပြတဲ့နေရာမှာတူရတယ်သူကဒိုနီနဲ့တို့ ရေးရှာတာလေစံပန်းပေါက်ပေါက်ကျဲတယ်စလောင်းဘုံနဲ့အုပ်ပြီးတော့ရှာတယ်အဲ့ဒါလည်းမင်းအမြင်ပဲလေအင်းရှင်ကနေရာတိကျပြတာရှာပါတယ်အဲ့ခုတော့သူ့ပြတဲ့နေရာမှာတူရတာ 9000လောက်အနက်ရောက်တော့ရှေးဟောင်းတိတ္တာတလုံးကိုတွေ့တော့သူကဝမ်းသာအားရထခေါ်မတက်ဖြစ်သွားတယ်တိတ္တာကိုသူ့ရဲ့အိမ်ထဲကိုအသွင်းခိုင်းတော့တာပဲဒီလူကသူကတွင်စပေးတူကလေးကအနားမှာမထားတန်းလာပြီးတော့ထိုင်နေတာမကြလိုက်ပါဘူးကွာငါကိုခေါ်ပြီးသူကပြတော့တာတိတ္တာရဲ့ရတဲ့ပစ္စည်းတွေပေါ့ကွာတိတ္တာနဲ့အပြည့်ဗကံများတယ်ပန်အိုးလိုအိုးတွေတိတ္တာကြီးတွေက တိတ္တလေးတစ်လုံးနဲ့ပါသေးတယ်အကုန်ရွှတ်နေပဲတိတ္တလေးကဖုံးကျွပန်းကတုတ်လေးနဲ့အထဲမှာထိထားတဲ့လက်ကောက်နှက်ကနှစ်တောင်းတွေက ရွှတ်နေတယ်အထဲမှာထိထားတဲ့လက်ကောက်နှက်ကနှစ်တောင်းတွေကရွှတ်နေတဲ့လှုပ်ထတာအံ့ဩစရာပဲကွအင်းရှင်ကစိတ်မကောင်းကြီးစွာနဲ့ငါ့ကိုပြောတယ်အိမ်မက်အရာပေးပေးမဲ့မရထိုင်လို့လူကကိုယ်တိုင်မတူပဲလူငါးနဲ့ရေတွင်းတူးခိုင်းတာပါပစ္စည်းတွေအလုံးမဲနေတဲ့ရွှေနေဖြစ်သွားရဲဆိုပဲ သူလည်းယူမတက်ဖြစ်သွားရှာတယ်။ဒုတော်ကတော့ရေတွင်းတွင်းတော့ရလိုက်ပါရဲ့။ဒါပေမဲ့စိတ်တော့မကောင်းစရာပဲကွ။သူရဲ့တက်တာထဲမှာရခဲ့တဲ့ပစ္စည်းတွေကရွှေဖြူနှိုးနဲ့တိတ်ထတာတိတ်တဲ့ထိစိုးရလိမ့်မယ်။ရွှေဖြစ်တယ်ဆိုတော့မကြမ်းမိပါဘူးကွာ။တနေ့ကပဲသူဆုံးသွားရှာတယ်။ကန်တရကအဆန်းသလား။ပြီးတိုင်းလည်းမရဘူးလေကွာ။စာရည်တွေပါကြီးပြောပြခဲ့ပြီးတော့ဝေတထောင်ပေးမယ်ဖျားစနေတော့လာယူပါ လာရင်တယောက်တည်းလာယူရမယ်ဆိုပြီးအိမ်မက်ပြီးတော့လေကြောက်ကြောက်နဲ့အဖို့ခေါ်သွားပြီးတဲ့ဖြင့်ဖခင်ရဲ့စနေတောင်းမောင်းဝါဒုတ်ကလေးရဲ့ထိတ်ခွေးချမှာညှက်ထားသောငွေတစ်ချက်ကိုပံဝရဲမောင်းစိုက်ထောင်းလျက်သောတွေ့ရတဲ့အဖြစ်မျိုးကဲ့သို့လွဲချော်ခဲ့ခြင်းမောင်းစင်တူနေပါလေရည်ရွန်းတူရမှာတွေ့ဘူးတဲ့အခက်ခဲကတော့နေပါလေကွာဟိုမြကြီးအောင်မတူးဖို့မလွယ်တဲ့ကြောက်ဖြာကြီးမျိုးခံနေလို့နေရာပြောင်းပြီးတော့တူရတာရှိဘူးတဲ့ တခါကမြို့လေရက်ကွက်အင်းဒီမှာဒူးတာပေတော်ရောက်နေတော့လေးရဲ့ဝမ်းပိုက်မောက်လေးရဲ့ပြင်ချက်ထူကြီးခံနေလို့နေရွှေ့လိုက်ရတာဆက်တူရင်ဥပါထံကြောင့်ဥပတ်ရောက်ဖြစ်မှာစိုးရတယ်လေရေတွင်းရှင်စိတ်စလို့စနောက်ဖြစ်ရင်ဘဲကောင်းမတော့ကွာဦးလေးတို့ကိုယ်နဲ့ကရှီဟောင်းအဆွေလန်းအယူဆတွေကိုလက်ခံယုံကြည်သလားလိုက်နာရောကျင့်သုံးကြသလားမင်းတို့ခေတ်လူငယ်တွေကသိပ္ပံနေကြအယူဝါဒသမားတွေများမှာပေါ့ ဒါပေမဲ့ရှေးဆက်ဆက်ကလေးကဖြစ်လေဖြစ်တာရှိတာတွေကိုမှတ်သားပြီးအယူဆတစ်ခုဖြစ်ပေါက်ဖွားလာတာမဟုတ်လားတချို့ယူဆတွေကမှန်ကန်မှုရှိတယ်လို့တချို့ကြတော့လဲအယူသီးမှုတသက်တွေပါကွာမြတ်စွာဘုရားကကလပမင်းတွေကိုမိန့်ကြားခဲ့တဲ့ဇာတ်ကားတွေမှာသူတပါးပြုံးများနဲ့မယုံမနဲ့ကိုယ်တိုင်သိမြင်အောင်စူးစမ်းပြီးပေတဲ့နဲ့တရားကိုပဲစောင့်တဲ့နဲ့တရားကိုစောင့်ကြဖို့စူခဲ့တာပဲလေမယုံကြည်ရက စေဘာတော်ရှိတယ်လေဦးလေးတန်းကတရားစာပေတွေကိုလည်းလိုက်စားတော့မယုံကြည်ရစေဘာကိုဘုဟုသူတဖြစ်ပြုတ်ပြပါအောင်ဗျမှတ်ထားခြင်းလို့ပါအေးကွာတစင်စကားတစင်ကြားယုံမြတ်နဲ့မယုံကြည်အောင်မိဘဘိုးဘွားဆက်ဆက်စကားဆိုပြီးအမှန်မယူရမတိမကြပြောစကားကိုအမှန်မယူရစာပေကျမ်းကနဲ့ညီညွတ်တယ်လို့အမှန်မယူရဖြစ်လောက်တယ်ဆိုတော့ကြံစားခြင်းနဲ့အမှန်မယူရ နီလန်ယုတ်ဒီနဲ့ချိန်ဆနိုင်တဲ့ဆိုယုံနဲ့အမှန်မယူရအကြောင်းချင်းရကိုကြံစကားများနဲ့အမှန်မယူရတွေးကြံစဉ်းစားလို့ကျင်းတဲ့နှစ်သက်လက်ခံထားသောမိမိရဲ့ယူဆနဲ့ညီညွတ်တဲ့ဆိုယုံနဲ့အမှန်မယူရနာယူထိုက်သောပုဂ္ဂိုလ်ရဲ့စကားဖြစ်ခြင်းနဲ့အမှန်မယူရမိမိတို့ဆရာဖြစ်သောယဟန်စကားဆိုယုံနဲ့အမှန်မယူရဆိုပြီးအမှန်လို့မယူဆတဲ့နဲ့တရားစေပါရှိတယ်ကွရေတွင်တူးတဲ့အကြောင်းမင်းက တရားစာပေနဲ့ပတ်သက်တဲ့မှတ်သားစရာတွေဝတိရလို့ကျေးဇူးတင်ပါတယ်ဥလိတန်ရဲ့တိလို့စိတ်ကြောင့်မင်းရတဲ့နိုင်ဒီပဲဆက်ပြီးတော့မေးနေမိတယ်ရေတွင်းတူးတဲ့ခါမှာတူမရလောက်အောင်အနောက်ရှက်ပေးတာမျိုးအန်ဒီရဖြစ်စီတာမျိုးရောရှိတဲ့သလားဥလိတန်အေးရေတွင်းတူးနေတော့တဘာဝမဟုတ်တဲ့အနောက်ရှက်တော့တခါကကြုံခဲ့ဆုံးခဲ့ဘူးတယ်အန်ဩစရာလို့လည်းပြောရမှာပဲကွာသူစင်ကဥလိတန်ရဲ့အသက်က 35ကျော်ကျော်အာကောင်းမောင်းတန်ရှိနေသေးရွေတွင်တွေ့ဖို့စကားပြောစကားကလေးကပဲယခုတူးမဲ့တွင်ရဲ့ချမ်းကြီးတဲ့မောင်းမြေချမ်းချောင်းအပြောဆိုနေတိုင်းစင်ချင်းရံနဲ့မူလကဟိန်းလူလူမျိုးပိုင်းနဲ့ချမ်းကြီးဖြစ်တာကြောင့်အမေသားကိုချမ်းထဲမှာယူပြီးတော့စားခြင်းတောက်ခြင်းများမပြုလို့ရန်အတွက်အတန်တန်တတိပေးခဲ့တယ်လူဆိုတာကအခက်သားကလားလက်တွေ့မဟုတ်ပါကယုံကြည်ခဲ့တယ်ကိုမောင်တန်းကတစတူတစောက်ကန်းသမားမဟုတ် အဆဆရရာချင်းချင်းတက်တဲ့အတွေးခေါ်လဲရှိတယ်သူရဲ့လူတွေကိုကြိုတင်ပြီးတော့ပြဿနာမဖြစ်စေရအောင်ခရီးစည်းတွင်းကြပြောပြထားပါတယ်တို့တော့သူရဲ့လူတွေထဲမှာကချွတ်ကချော်နဲ့အရာရာကို အလေးမထားတဲ့သူတို့မှာကာလတန်ကြာကလေးကရှိနေပါတယ်သူကတော့တိကပြည့်လောက်တဲ့တလုံးအပြောဆိုမှလည်းပါဇက်ကစီကံမရှိဒင်းရမြင်ရကိုစောင့်စည်းမှုကင်းစွာပြောဆိုတဲ့သူမျိုးသူရဲ့နာမည်က ဟန်စိန်ကြောက်ပေါ်ရတက်တက်လေးရှိတဲ့ကြောင်းကြောက်ယူပါပုံလဲရပါတယ်။အေးပြောချင်တာကတော့ဟန်စိန်ပဲနော်။မင်းကြက်ကြက်တတိထားဒူရီနဲ့ရှေ့ဆက်ပြီးလှုပ်လှုပ်ချင်သေးရင်တော့အပြောဆိုစင်ကျင်နိုင်ရလိမ့်မယ်။ကိုမောင်တဲ့ရဲ့စကားကိုနားထောင်မယ်လို့အခါခါအမဘန်ဒီခံထားပြီးမယ်။ညင်းဆိုတာကပြင်ရန်မလွယ်ပါ။ကိုမောင်တဲ့ရဲ့ရှိမောင်မခုတ်တဲ့ကြောင်ပေါ်မှာနေတော့လေ။ကိုရံမှာတော့ပြောချင်ရပြောလှုပ်ချင်ရလုံနေပါလေ။ပိုးပြီးဆိုတာက တနေ့ထမင်းကြိုင်ထဲမှာအိမ်ကဟင်းမထိတ်လိုက်တာကြောင့်ထမင်းကြိုင်မှာအမဲကျော်နှစ်တုံးကိုဝယ်ယူပြီးတော့ထိလာခဲ့တယ်။မတပိုင်ကလေးကလုပ်ငန်းတွေမချုံးမွေးပါအားလုံးပါကမောကမဖြစ်ကြရပါတယ်။လူတွေအကြောင်းမဲ့စိတ်တူနေကြတယ်။မပြောပလောက်တဲ့အပြစ်လေးကိုတော့သိမခံကြ။စကားပြောတွေကခက်ခက်တန်တန်မာရီကြောရီအဆင်မပြေဖြစ်ကြရပါတယ်။အဲလိုဖြစ်နေစမောတူရီတော်တွင်တူသူရဲ့ ညဘက်ခြေတော်ဘော်ကိုအုပ်ပုံပြိုကြခဲ့ရာခြေစုံပိတ်ရပြီးခြေမကွဲသွားပြီးတော့ခြေတော်မထောင်နိုင်တော့ပါစီကံပိုလဲရတယ်တွင်းတို့ပြီးပါက ကြည်ခွေချရာအုံးမယ်တွင်းတော့ဆက်လက်ပြီးတော့အိုစီယန်အတွက်အုံမြောင်းအဆင့်အင့်ဝယ်ယူထားရပါတယ်တကလုံယုံလုံစင်တချို့တွင်းစီယာများကတူပေယုံတက်တက်မှုပယံတိတန်ထပ်ပြီးတော့ငှားရပါတယ်ကွန်မောင်တန်းတို့ဖွင့်မောင်းကွန်မောင်တန်းပြင်တန်လက်ကိုင်းတူပါရှိသေးတာကြောင့် လုံးဝမပူမပင်ရပါတပါတဲ့ပြီးစီနိုင်ပါတယ်စံနေဒီမောင်ဥပုံစင်ကလေးကစနစ်တကျပုံထားတော့ဥပုံဖြည့်ရခြင်းမောင်အံ့ဩစရာ တစုံတရော့ရဲ့ပယောကကြောင့်ပြိုလဲပုံမျိုးပါအားလုံးမတွေ့တဲ့အောင်ဖြစ်ကြရပါတယ်တွင်တူရန်အစင်းမောင်လှေကားပေါ်မှာတယောက်ကပြုတ်ကြရပြန်နေအထီးကိုင်းများမှာ မတော်တဆဟုတ်ပါလိမ့်စားကိုမောင်တန်းတို့ဖို့တွေ့တော့ကျင်စရာဖြစ်နေပါပြီပြုတ်ကြသူမှာကံကောင်းလို့ အနာစာမရှိတော့လေစိုးရွင့်ထိတ်လန့်နေရပါပြီတွင်းမှာ9000ခန့်ကိုရောက်သွားခဲ့ပြီဟဲ့ရောင်ဟန်စိန်မင်းဘာတွေများလှုပ်ထားလဲကွာဟာမဆိုင်လိုက်တာဗျာသူ့ဘာသာနမောနမိတ်နိုင်လို့ဖြစ်တာနဲ့ကျုပ်နဲ့အကြောင်းလားဗျခင်ဗျားတို့ကမကောင်းပိမကောင်းလှုပ်ချင်နေကြတာကိုအခုမင်းဘာမှမပြောတာမှန်တယ်ကွာအရင်ရက်ကမင်းပါးကပေါ်လွယ်ပေးစားပြောရင်းအကိုတန်ကွန်းဝဲသွားရင်ပြောပြီး ဒီနေ့ကထူးခြားနေလို့ကုကျော်ကြီးရဲ့ပြောကိုဟန်စင်းကမကျင်တဲ့ပါကုကျော်ကြီးကကွန်ပေါင်းတန်ပြီးရင်ဒုတိယကောင်းဆောင်ဒီလိုနဲ့ထမင်းစားချိန်ကိုရောက်လာပါလေဝိုင်းဖွဲ့ပြီးစားနေကြတော့လေဟန်စင်းကခလန်လက်မှာစားနေတယ်သူ့ရဲ့ပုံသဏ္ဍာန်ကမတင်ကားစီရဟန်ပန်ဒါပါဟင်းလေကွာအမဲသားကျော်နေမလားပြန်စမ်းကုကျော်ကြီးကကျန်ကိုဆွေးယူပြီးကွန်ပေါင်းတန်ကိုပြရင်အတွက်ထမင်းဝိုင်းဘက်ကိုရှောက်လာခဲ့ပါတယ် ဟန်စိန်မင်းသားတွေစတဲ့အကူတန်းရေဟောဒီမှာကြည့်ဗျာပြောနေစင်မှာပဲဟန်စိန်ကစက်ကနေခုံထပ်ပြီးတော့အနီးမှာရှိတဲ့ဝင်းရံပိုင်ကိုဆွဲပြီးရိုက်ရံအတွက်ပြေးလာပါတယ်ကြောက်ခိုင်းနေတော့ကိုကျော်ကြီးမမြင်ရဘူးဆိုပေမဲ့ကုမောင်းတန်းကမြင်နေရပါတယ်ပေးနာမှာရှိတဲ့ခွေးကြီးခုံကိုဟန်စိန်ရဲ့ပြေးလန့်ရှိကန်ပြီးတော့တင်လိုက်သဖြင့်ပြေးလာတဲ့ဟန်စိန်မောင်းအလေးလေးပြုတ်ပြုတ်ဟန်စိန်ကိုဝိုင်းပြီးတော့ချုပ်လိုက်ကြရအောင်မျက်လုံးပြူးကြီးနဲ့တုံတုံရင်ရင် ဟန်စိတ်ရဲ့ပုံစံကအသည့်စိတ်ကင်းတယ်လို့မျိုးပစက်မတည်ကြီးများကြလျက်ရှိပါတယ်တတိပြောင်းဝင်လာတဲ့ခါမှာဟန်စိတ်ရဲ့နောက်မှာရှိတဲ့လူများကိုဟန်စိတ်ကလှစ်ပေးခြင်းနဲ့မေးပါတယ်ကျွန်တော်ဘာဖြစ်သွားတာလဲနောက်နေ့ကိုမောင်တန်းတို့တွေအလုတ်ဆက်မလုပ်ဖဲနားခဲ့ကြပါတယ်။သုံးရက်ခန့်နားပြီးတော့မှအလုတ်ကိုပြန်စားဖြစ်တယ်။အဲ့ဒီကိုဝန်စိန်ဆိုတဲ့လူရောဘာဖြစ်သေးလဲ။သူကြောင့်ပြဿနာဖြစ်တဲ့လွင်လို့ အလုတ်ကိုထုတ်လိုက်ရတယ်လေဒါဖြင့်ခြံကြီးထဲမှာအဆုံးကျတွေရှိတာအမှန်ပဲပေါ့မြေတာတုတ်ထဲမှာမြင်ရမမြင်ရဒေတာဝါအဒေတာဝါလို့ပါတာပဲရှိမှာပေါ့လေဘာပဲဖြစ်ဖြစ်ခြံတွင်းခြံဝါအဆောင်ချောင်းမှန်သမျှကိုတောင်းပန်လိုက်တယ်အရိကာစားလို့တွင်းတူပြီးတဲ့အထိဘာမှမဖြစ်တော့ဘူးတချို့တွင်းတွေကစင်းရင်ကျုပ်ပြီးတော့စင်းတဲ့မစင်းတဲ့စမ်းတက်ရသေးတယ်ဆိုလို့မဟုတ်ရင်တည်တတ်တယ်လို့ကြားဖို့တာမှန်ရဲ့လား ဟုတ်တယ်အဲ့ဒါကိုငကငွေ့တင်တာတဲ့ဦးလေးတန်ရဲ့စကားကြောင့်ပါဇက်ဟောင်းသားနဲ့မျက်လုံးပြူသွားရပါတယ်ဘလို့ငကငွေ့တင်တာဟုတ်လားအလွယ်တကူခေါ်တာလေကွာတကယ်တော့အသက်ရှူကျက်သွားတာပါအသက်ရှူလို့ရတဲ့အောက်ဆီဂျင်မရှိပဲကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေထွက်နေတာမျိုးဖြစ်မှာပေါ့ကာဗွန်ဒိုင်အောက်ဆိုက်ကလည်းအသက်ရှူဖို့အာမပေးဘူးဗျတိမ်ပန်နီးနဲ့တွေးခေါ်တာတွေတော့မသိပါဘူးလေ လေကိုရှူတယ်ဆိုပေမဲ့မိလောင်ရင်မိကုံငွေတွေထွက်တယ်မလားရှူလို့မရဘူးရှူလိုက်ရင်စို့ကြပြီးတေးတာအမှန်ပဲမိမလောင်တန်းရမရပဲစီယုံတင်းရတာမျိုးဒါလေကောင်းဝင်တက်တရဲ့အကြောင်းပဲပေါ့ရည်တွင်တို့ရင်ပြင်ပမှာလေရှိတယ်လို့အထက်မှာလည်းလိုမယ်လေအသက်မရှူနိုင်ရင်သေပြီပဲတွင်းတစ်ထက်တွင်းဟောင်းတွေကိုပို့ပြီးတော့တတိထားရတယ်ရည်တွင်ကြီးစေတဲ့ခါမှအများဆုံးတွေ့ရတာပဲနေကိုရောက်နေတော့ ာဖာသုံးအလုံးသေးတာတွေ့ကြရဘူးလေညီကိုတယောက်တငယ်ချင်းတယောက်နဲ့ရေတွင်းကြီးတွေဆဲဖို့အတွက်ပြင်ဆင်နေညီကဆင်းပြီးတော့အကူနဲ့တငယ်ချင်းကခဲထဲပြီးရတွေကိုဆွတ်တင်မယ်ပေါ့တွင်နဲ့ဆင်းသွားတာကလှီကားနဲ့ပါနေဆိုတော့ဝါပေါ်သလိုလှီကားရှိကြီးတွေရှိတယ်ညီဖြစ်သူကဆင်းသွားပြီးခဲထဲပြီးမဲ့လူကလဲနေတော့စုပ်ရင်စိတ်နဲ့အကူကကမကနဲ့ဆင်းတာအကူလည်းလဲနေပြန်ရောကျန်ခဲ့တဲ့တငယ်ချင်းကအိမ်ကိုပြေးပြီးအကျိုးချောင်းပြောပြလို့ ညီကိုနှစ်ယောက်ရဲ့ဖေကအပြေးလွှားလိုက်လာတယ်။ဒါဒီဇုံးနဲ့ကမြောကတော့ဆင်းသွားတော့အဖေလို့သူလေလဲပြန်ပါလေရော။ယူရဲမှာအိုးကြဲကြဲဖြစ်နေတဲ့တဲ့င်းကြောင့်ငါလည်းလိုက်သွားမိတယ်။ရင်တွင်းနဲ့တော့ဘယ်သူမှမစင်းဝင်တော့ဘူး။ငါကအတွေ့အကြုံရသိထားတဲ့အချိန်ဖေရောက်နေမိဆွဲလေးကိုမိထွင်းပြီးကျိုးနဲ့ဆွဲချကြည့်တာတွင်ရဲ့တဝက်ကျော်လောက်မှငိမ့်သွားတယ်ကွာ။တယောက်မှမစင်းကြဘူးပြောပြီးတော့တွင်ကလောင်းသုံးလောင်းကိုတန်ကြီးနဲ့ဝိုင်းဝန်းပြီးတော့ ဆွဲတင်ပေးခဲ့ရတယ်လေကျောက်စရာကြီးပါလားဦးလေးတန်းရဟိုမြေကြီးအောင်မှာတံငွေတွေယိုစိမ့်ပြန့်လွင့်နေတဲ့သဘောဖြစ်ရမယ်မြေကြီးပေါ်မှာလိုပဲမြေကြီးထဲမှာလည်းကျောက်စရာတွေရှိနေကြတာပါလားအထဲမှာဆိုတော့ပို့ပြီးတော့ချောက်ချရတာပေါ့အေးဟုတ်တယ်အခုငါဆက်ပြောပြမယ်ဇလန်းကငါရဲ့တသက်တွေ့ခဲ့မှုတဲ့အထဲမှာရင်ထိတ်စရာအကောင်းဆုံးလို့ပြောရမယ်ကွာလုံဆန်းမောင်ဦးလေးတန်းရဒါမျိုးမှကြားကျင်တာဗျာ ဲ့ဒီတော့ကငါရဲ့တက်က40လူလက်ပိုင်းရွယ်လို့စိုးရမှာကွာကွန်မောင်တန်ကိုလာပြီးတော့ငါတဲ့သူကဖုန်းတော်ကြီးတစ်ပါးနဲ့တက်ကတူတွင်းတဲ့တူပြရန်မဟုတ်မခန့်စဘူးရေခန့်သွားတဲ့တွင်းကိုရေပေါက်ဖွင့်ပြရန်ပဲဖြစ်ပါတယ်ဦးမောင်တန်နဲ့အဖေတို့ချင်းဆိုတဲ့ရက်ကိုရောက်သွားကြပါတယ်ဘုံရင်ကျောင်းဝင်းမှာကမ်းပြုံမှုကြောင့်မြင့်တဲ့ဝတ်တရိုက်တော်မရှိတော့နောက်ပိုင်းမှာ ဆက်လက်ကမ်းမပြိုတော့ဘဲအောက်ပိုင်းကိုရွေ့သွားတယ်လို့သိကြရပါတယ်။စာတင်နိုင်ကြီးမဟုတ်တော့လေတန်ခါပါ30ခန့်တရင်တုံနေကြတဲ့ကြောင်းပဲဖြစ်ပါတယ်။ဆက်ရည်တွင်မရှိသေးတဲ့ကြောင်းလက်ရည်တွင်ကိုပဲအောက်ကိုနေရခြင်းမှာရည်တွင်ရဲ့စက်တီတိုင်းပေါင်းအုတ်တိုင်းနဲ့တိုင်းကို သုံးလက်မှတန်ပိုက်အထုကို တွေ့တန်းထားပါတယ်။တန်စက်တီကြီးနဲ့တစ်ချက်လုံးအုံစံကြိုးတွေကိုလူတကူကိုကောင်းကောင်းခံပြီးတော့ ဆွတ်တင်မဲ့လူရင်အားလည်းရှိကြကြောင်းဒီတိုင်းစင်းနိုင်တက်နိုင်ပါလိမ့်မယ်။အောက်အစင်းမှာသုံးလက်မတန်ပိုက်တို့ထိပ်ပိုင်းတစ်စောင်းပြက်တစ်ချောင်းနဲ့လက်ရည်တူကြီးတစ်လက်ပါလာခဲ့ပါလိမ့်။တရွတ်အမိုက်တရိုက်မကြသေးရန်မိုးထားတဲ့အတွက်တွင်းထဲမှာမြင်နိုင်ရန်အတွက်လက်နေဓာမီတစ်လက်လေးယူလာခဲ့ရတယ်။ပစ္စည်းများကိုအစ်တလုံးမှထည့်ပြီးဤတန်ကျိုးနဲ့ချပေးတယ်။ရည်တွင်းထဲမှာရည်ကလုံးဝမရှိတော့တွင်းထဲမှာကျန်တဲ့ချိန်မှာတော့ရည်ထွက်ပေါက်ဖြစ်ပုံရပါတယ်။ တခြားတွင်များကဲ့သို့ကြီးကွေအောင်မှစိတ်ဝင်ခြင်းဖြစ်ရမတူ ထွေတူတူစဉ်းစားမနေပါတပ်ပိုက်တို့ကိုဂျိုင်လေးမောင်းစိုက်ပြီးတော့တူနဲ့ထူလိုက်ပါလေအစပိုင်းကြက်သေးတရားထင်ရတော့လေပိုက်တဘွက်သားသားမှချုံးမိသွားခဲ့တယ်အတွင်းမှာကလိုင်းရှိလေသလားမသိထိုစဉ်မောင်းတိတ်ငနေမြေတုံခါမှုနဲ့တူပိုက်ကကြွက်တယ်လာပါလေလူကိုအိတ်ထက်ထက်ပြီးပိုက်တို့ကိုလက်နေတမိနဲ့ထိုးကြည့်အောင်ပိုက်တို့က တီးတာတာကြွက်တယ်လားသဖြင့်ပတ်ရဲ့တွင်ပိုင်းကို ထိုးကြည့်လိုက်တော့မှလန့်ဖြဲသွားမိတယ်။ပတ်ရဲ့အောက်မှာလှုပ်ရှားနေမှုတစ်ခုကြီးနေရောင်ကြီးကွင်းကြီးများနဲ့တတ်တော်ဘာကောင်ကရွေးရှာနေပါတယ်။အကောင်အထည်ကမမြင်ရတော့လေအကြီးကွင်းကပဲကြောက်ခမန်းလီလီလက်နိတမီကိုဆက်ပြီးတော့မဝင်မရင်းနဲ့ထိုးထားလိုက်အောင်မီးလင်းရောက်မှမျက်လုံးတစ်လုံးကိုမြင်လဲရပြန်ပါတယ်။အဲ့ဒီမျက်လုံးကပဲပိုက်လုံးနေနေရှိတာကြောင့် အကောင်ရဲ့ရွယ်စားမှသိလိမ့်မယ်မထင်အကောင်ကြီးကနောက်ပြန်ဆုံးနေသဖြင့်မြင့်ဘက်မှတိုးဝင်လာခြင်းဖြစ်မယ်ထင်ပါလေမကြမီရည်တန်နေကြလာတဲ့ခါမှာဆွေတင်ရံအတွက်အော်လိုက်တန်တဲ့တပြိုင်နဲ့ကျူးကတည်ရွေ့ဆွေတင်တဲ့ကဲ့သို့ရည်တွင်ထဲမှာရည်မြောင်တလဟောဝင်လာနေပြီဖြစ်ပါလေရိုက်ချက်ထိသွားတဲ့အကောင်ကြီးမှာမြေတွင်ကိုဆင်းသွားရမှာတပါတခြားမရှိပါသူ့ရဲ့ထောက်ပေါက်ကမှရည်တွေဝင်လာခြင်းဖြစ်ပါလေတော်တော် ဝူလိတန်တွင်တစမြင်ခဲ့ရတာကမွေလာနဂလာတူကတိုင်းတက်တက်မတ်မတ်မပြောနိုင်ခဲ့ပါစာရေးသူโอเคစာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စေဝင်စားပွဲထူးခြားဆန်းကျင်ကမ်ဘီယာပြည်အမန်ဇလန်ကောင်းလေးကိုဗာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတစ်ပုဒ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကို ညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပြီးမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဗာမီဝါရာ channel လေးကနေထူးခြားဆန်းကျင်လောကဆန်းကျင်သေတဲ့ရင်ဖို့ပရလောကကမ္မီယရမတန်မှုခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ် 下回比较忙，拜拜！点三遍，你把位看秒。